ဘယ်ချိန်ကစခဲ့တယ်လဲတော့မသိပါဘူးငါတို့ဟာအေးစေးတည်ငြိမ်တဲ့လူကြီးတွေဖြစ်လာခဲ့ကြတယ်စိတ်ညစ်စရာတွေကို ကိုယ်တိုင်အစာချေပြီးဝမ်းနည်းစရာတွေကိုကိုယ်တိုင်ကုစားတတ်လာခဲ့တယ်အရွယ်ရောက်လာတဲ့နောက်ကိုယ့်ဘက်ကစာရင်ဖွင့်တာမျိုးရှားလာခဲ့တယ်တခြားလူမမေးရင်လောကပြောချင်စင်မရှိဘူး စိတ်ဖြစီမှုတိတ်များလာတဲ့အခါတယောက်တည်းလူမသိသူမသိဝောင်းငိုလိုက်တယ်။ဂျာမမဟုတ်လက်ကတိမှာထိုင်ပြီးတိတ်တိတ်လေးဆိတ်လိုက်ဖွာနေလိုက်တယ်။ကိုနီနာကလူတွေကိုကိုရုပ်ပြက်စင်ပြက်ပုံမမြင်စေချင်ခဲ့ဘူး။တခြားလူရဲ့အကြည့်မှာကိုဟာအမဲရွှင်လန်းတယ်။စေတနာကောင်းတယ်။အုံနောက်၆ဆရာပူပန်တော့ကမရှိဘူးဆိုပြီးကိုကိုသူတို့အားကြတယ် ပချို့ကလည်းကိုအောင်မြင်မှုကိုရလက်ကောင်ကိုအားကြတယ်တကယ်တော့ကြံ့ခိုင်တတ်မာတဲ့ကိုအတွင်ပြင်းအောင်မှာကိုဟာပျော့ပြောင်းနေထိလွင်ရှလွယ်တယ်တယောက်ယောက်ရဲ့ကာကွယ်ဆောက်ရှောက်မှုကိုတောင့်တနေတယ်ဆိုတာကိုကိုယ်တိုင်မသိတယ်တချို့ကမေးတယ်ဘလို့အချိန်မျိုးမှာတယောက်ယောက်ကိုအလိုအဆုံဖြစ်မိတယ်လေတဲ့ ဖျားနာလို့ဆေးခန်းသွားတဲ့အချိန်ပေါ့တခြားလူရဲ့ဘေးမှာအဖို့ပါပဲမဲ့ကိုကတော့တယောက်တည်းစီရင်ပြီးတော့လဲကိုတန်းစီတော့လဲကိုဆေးထုတ်တော့လဲကိုအာမရှိရိုင်းနေနေတာတော့မမတ်ရနိုင်ဘူးတောက်ခံထားရတယ်အဲ့ဒီတခဏတခါတလေမှာလူတွေဟာတန်မာရဲရင်နိုင်ပေမဲ့ တခါတလေမှတတ်မအောင်မလုပ်နိုင်ဘူးဆိုတာကိုကိုသဘောပေါက်သွားတယ်ဒီလောကမှာစူပါမန်မရှိပါဘူးလဲကြမသွားရတဲ့တာမန်လူတွေပဲအများအပြားရှိတာပါတကယ်လို့တယောက်ယောက်ကကုခန်စာချက်ကိုနားလည်ပြီးကိုယ့်ရဲ့ဖိစီးမှုတွေကို မျှဝေခန်းစားပေးနိုင်ရင်ဒီခီလန်ကရှောက်လန်ရပေါ့ပါကောင်ပေါ့ပါသွားမှာပါ။ ဒီခီလမ်းမှာမင်းရဲ့ပျော်ရွှင်ဝမ်းနည်းမှုကို မျှဝေခံစားပြီးမိုးရက်လေတွေကမင်းကိုကာကွယ်ဆောက်ရှောက်ဖေးမသူတယောက်တော့ပေါ်လာမှာပါပေါ်လာခဲ့ရင်တံပိုးထားဖို့မမေ့နဲ့နော်99စနေ